အလုံးမင်းနေကြလားပါခင်ဗျာကျွန်တော်တို့ဒီမျိုးလေးပြီးပေါ့နော်လုံးပိုင်ဆန်နေမှာမရှိနေအလုံးရောပြီးသွားတဲ့ပုံစံမျိုးလေးနဲ့လုံးပိုင်နဲ့ဆက်ပြီးတော့ရရှိခဲ့ကြပါပြီနော်အဲ့တော့တင်းနာနေရနေမှာပုံစံမျိုးပြီးတုံးရံစားတိုက်ပုံမှာလုံးပိုင်ဆက်ဆိုင်လေးမှန်လာခဲ့တာတုံးရံစံလုံးရှိပါပြီခင်ဗျာအဲ့တော့ဒီလာမဲ့ကြတာပဲအတွက်ကိုလည်းကျွန်တော်တို့အစဉ်လာပြပေါ့နော်တောက်ချောက်မှန်မှန်အောင်လို့မှန်အောင်လို့ပေါ့နော်ကျွန်တော်လေးပဲ website လေးတွေကိုကောင်းတဲ့ကောင်းတာလေးတွေကိုပဲရွေးချယ်ပြီးတော့ထုတ်လုပ်ပြသပေးနေပါတယ် အဲ့တော့ဒီနေ့တော့ဆက်ပြီးနေလေဘယ်လိုမျိုးလေးရရှိကြမလဲဆိုတာလေးကတော့တော့ဆက်ပြောလာလေးကိုကျွန်တော်တို့ကကြည့်ကြည့်လိုက်ရအောင်ပါခင်ဗျာအဲ့တော့ရရှိကြတာလေးကတော့ခွန်နှစ်6ဒီတုံးလုံးပေါင်းတာပါဒီတုံးလုံးပေါင်းခြင်းဒီမှာငါပါဝါပြီးတုံးရနေပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီနေ့ point လုံးပိုင်းမှာကြာရင်ပါဝါမျိုးပဲနဲ့လက်ခတ်လိုင်းနဲ့ယူပါမယ်ငါ3ဆိုတဲ့လုံးပိုင်းလေးပါအဲ့ဒီငါ3ဆိုတဲ့လုံးပိုင်းနဲ့ပဲ O3 ဆိုတော့တုံးတုံးပိုင်းဆင်းခဲ့တဲ့ငါ7ကိုဘုံနဲ့ခံမှာဆိုရင်လည်းငါ3လုံးပိုင်းနဲ့ ငါကိုဆိုတော့ငါတလုံးလုံးပိုင်းကိုမှန်နေရပြီးရင်နောက်ထပ်တစ်ပြေ6ခု8ပေါင်းတဲ့အခါမှာလည်းပဲ18လုံးပိုင်းရတယ်28 16ဆိုတော့10ရော8ရောလုံးပိုင်းပြီးမှန်ခဲ့ပါလေပြီးရင်နောက်ထပ်၄ခုများပတ်ဆိုင်9 16ပေါင်းတဲ့အခါမှာဆိုရင်2 4ဆိုတဲ့လုံးပိုင်းလေးလည်းပဲကောင်းနေလေးရှိဆိုတော့2ရော4ရောလုံးပိုင်းဒီသက်သက်နိုင်ခဲ့တယ်ပြေးလာခဲ့တယ်ပတ်ဆိုင်လေးပါအဲ့ဒါကျွန်တော်ကစားရမယ့်အပြင်ကိုမရောက်သေးခင်မှာဒီသက်ချမ်းရဲ့တက်ဆက်တဲ့ပုံကိုပြင်ရှင်းတော့ဆိုင်လေးဆက်ပြီးတော့ ပြရပါမယ်။လုံးဝပင်ရှင်းဆိုင်ကိုပဲတွက်ပြပေးတာပါ။ငါ6တက်ပေါင်းတဲ့အခါမှာဆိုရင်နှင်းလေးလုံးပိုင်းရမယ်ဗျာ။ဖတ်ခဲ့တဲ့ကဏ္ဍကဒီမှာလေး6ဆိုတော့လေးတလုံးပိုင်းရှင်းတယ်။၃နှင်း6ဒီလုံးလုံးပေါင်းတဲ့အခါမှာဆိုရင်လည်းလေးနှင်းလုံးပိုင်းနဲ့လေးခုံဆိုတော့လေးတလုံးလုံးပိုင်းရဆိုပြီးတော့ဆက်ရှင်းတယ်။နှင်းနောက်ထပ်တစ်ပင်၃လေးတက်ပေါင်းတဲ့အခါမှာဆိုရင်၈တက်လုံးပိုင်းနေတယ်ဗျာ။68ဆိုတော့7တလုံးလုံးမှာအတွက်ဆက်ရရှိပြီးတော့ data ညှိနှိုင်းလာခဲ့တယ်စိတ်ညာခဲ့တယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒီ ကျလာပြီတော့လုံးပိုင်းပြီပါအဲ့တော့ကျွန်တော်ကျန်တာလေးတွေကစားရမယ့်လုံးပိုင်းကတော့၃ည၆တုံးပေါင်းခြင်းမှာပေါင်းတဲ့ခါမှာဆိုရင်ကိုကိုနှခတ်ဒီချောင်းနဲ့ကို6ဆိုတဲ့လုံးပိုင်းလေးကိုကစားအသုံးပြုရမယ့်အသုံးဆိုင်လေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်မစင်များအားလုံးပဲကျန်တာလေးတွေအသုံးပြုဖို့အတွက်လုံးမသက်ဆိုင်လေးဖတ်ရှုလို့လာပါပြီကို6ဆိုတဲ့လုံးပိုင်းလေးပဲဖြစ်ပါတယ်အဲ့တော့ဒီကို6ဆိုတဲ့လုံးပိုင်းလေးနဲ့လည်းပဲမိတ်ဆွေတို့တကယ်တရားခင်ဗျာလေးတွေလည်းတက်ပြီးတော့ခင်ဗျားတို့ကစားလို့ရတယ်သို့တော့ကျွန်တော် ဖြန့်ချိထားတဲ့ပေတိုင်းကြီးနဲ့လည်းပဲကတ်ထားတဲ့ main ကွက်ကလေးရှိပါသေးတယ်အဲဒါလေးကိုလည်းဆက်ပြီးတော့ဒီဗီဒီယိုထဲမှာလည်းပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်မျိုးစီများအားလုံးလေးပဲဒီဗီဒီယိုလေးကိုပြည့်တဲ့အထိဆက်ပြီးတော့ကြည့်ရှုသွားစေချင်ပါတယ်ပေါ့နော်အဲတော့ညနေခင်းမနက်ခင်းနေ့ကျင်းစာအတွက်ပရိုင်ဂန်ကြီးကိုလည်းပဲတက်ပြီးတော့ပြပေးဦးမှာပါအဲ့တော့ပရိုင်ဂန်ကြီးပြောအောင်ပြပေးခြင်းမှာကျွန်တော်မျိုးစုံနဲ့အားလုံးနဲ့ကျွန်တော်ရှင်မှာဒုတိယကဏ္ဍများထုတ်ပြနေဆိုရင်လည်းပဲဆက်တဲ့ကဏ္ဍတို့အားပေးလို့ရပါတယ်မိမိအနေနဲ့ကဒုတိယကဏ္ဍများကိုကော်မရှင်ရောင်းများပြန်ပြီးတော့တင်မယ်ဆိုရင်လည်းပဲ ယုံကြည်စိတ်ချစွာဖြင့်ဆက်သွယ်ခင်ဗျားတို့ကော်မရှင်ရောင်းမြန်ပြန်ပြီးတော့တင်ပြရပါမယ်ခင်ဗျာဆက်သွယ်အပိယာနဲ့နံပါတ်ကတော့ Viber နံပါတ်ရှိပါမယ် Telegram နံပါတ်ရှိပါမယ် Viber ရော Telegram ရော3998669682ဆိုတဲ့ဒီ Viber Telegram ဖုန်းနံပါတ်ဒီတော်လေးကိုပဲကိုယ်ရင်လေးကနေမှာယနေ့ချိန်ကာလအထိအသုံးပြုလက်ခံလုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်ခင်ဗျာခုလည်းပဲ တက်တယ်ကျွန်တော်အပြင်မယ်ကော်မရှင်ရောက်မြောက်ပြပြီးတော့တင်မယ်ဆိုရင်လည်းကျွန်တော်ရဲ့ YouTube Fiverr Telegram ဘုံနံပါတ်မှာပဲရုပ်ကြည့်စိတ်ချစွာဖြင့်လာရောက်ဆက်တဲ့ကျွန်တော်အပြင်လို့ရပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာဆရာအစအနေနဲ့တော့80စာနဲ့အပြေဝရရှိပါမယ်ဒါပြင်ကျွန်တော်ဒီမှာလည်းခဏလို့အပိတ်ကြဘူးမရှိရင်အားလုံးအားလုံးဒီနေ့ထိုးပြီးဖုန်းဆောင်ကြဖို့စတင်ရှိတာနဲ့ကော်မရှင်900ခန်းလုံးနဲ့စာလို့အတိုးခံစာကုန်လေးစတင်ရရှိမယ်ဗျာ3000နဲ့3000ကျပ်အထက်ဆိုရင်တော့ကော်မရှင်ကို600ခန်းလုံးနဲ့ရရှိတော့ပါမယ် ငါးနောင်းနဲ့ငါးတောင်ကျက်ထားဆိုရင်တော့ကော်မရှင်ကို900ပဲနည်းဆိုပြီးတော့မိတ်ဆွေတို့ထိုးကြည့်လေးများများလို့ရောင်းဝယ်လေးတက်ပြီးအလျောက်လေးပဲတက်မှတ်ထားတဲ့မိသားစုအလားရောင်းဝယ်လေးလိုက်ရတဲ့အမျိုးဆုံးကော်မရှင်ရမှာသာ15000ရာခိုင်နှုန်းရှိတယ်ပဲတို့မြင်ပြီးတော့ရရှိသွားပိုင်ဆိုင်သွားမယ်အထူးအခွင့်အရေးအကျိုးခံစားပေးလေးရမှာသာဒီလိုကဒီလိုလုံဆောင်ပေးထားပါတယ်လို့မိတ်ဆွေတို့အားလုံးကိုပြောပြပါတယ်ခင်ဗျာဒါတော့အဆက်အသွယ်အားပေးဖို့တော်ရည်သားတို့ကလည်းဆက်တဲ့ကနေတို့အားပေးနေကြတဲ့မိစင်များအနေနဲ့လည်းအသေးစိတ်ဦးစီးနေတာစောင့်စမ်းနေနေကြတာလည်းရှိရဆွေးနေတယ် ကျွန်တော်ရဲ့ Viber မှာတော့လည်းကောင်း Telegram မှာတော့လည်းကောင်းကျွန်တော်ကိုးသိကျင်နာရေးတွေကိုဒါကြောင့်အသေးစိတ်ဆုံးဆန်းလေးလေးလို့လည်းရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ရရှိလာတဲ့ brand name ကတော့ B 68တော့ပေါင်းပါမယ်ပေါင်းတဲ့အခါမှာဆိုရင်ခွန်ခွန်ရက်ခက်ပြီး3ညနဲ့ခွန်3ညပြေကိုင်းကြီးရပါတယ်ခင်ဗျာခွန်3ညပြေကိုင်းကြီး46ဆိုတော့3ညပြေကိုင်းကြီးဆွဲတယ်လုံးပိုင်းကြီး၄တလုံးလုံးပိုင်းဆေးလာကြတာဖြစ်ပြီးတော့ B 68တော့ပေါင်းလို့နိုင်ခဲ့တယ်ပေါ့နော်ပြီးရင်နောက်ထပ် ပိုးတောင်ရနဲ့ပေါင်းရခံပါဆိုရင်၁၈ဆိုတဲ့ဒီပေတိုင်းဒီနဲ့လေးခုံဆိုတော့ဒီပေတိုင်းဒီဝင်ခဲ့တဲ့လုံးပိုင်ဒီလေးတလုံးလုံးပိုင်ရဲ့လို့ဆွဲလာခဲ့တာဖြစ်ပြီးတော့လေးခုံတစ်ခွက်ကြာခဲ့တာပါခင်ဗျာပြီးရင်နောက်ထပ်တစ်ခုခုံတောင်ရကပေါင်းမယ်ဆိုရင်တော့နှစ်လေးဆိုတဲ့ဒီပေတိုင်းနဲ့လည်းပဲဒီမှာဆိုရင်68ဆိုတော့လေးပေတိုင်းဒီဆွဲတယ်လုံးမှာဒီ7တလုံးလုံးပါရင်ဆိုပြီးတော့ဝင်လာခဲ့တာဖြစ်ပြီးတော့68ဆိုတဲ့တပတ်တက်ဆိုင်လေးပဲ မှန်ခဲ့တယ်ရခဲ့တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ကစားရမယ့်ဒီကျန်တော်လေးတွေအတွက်ပြိုင်ဆိုင်ကတော့ပါလိမ့်လဲဆိုရင်၆၆နှစ်ပေါင်းပြီးမှပေါင်းတဲ့ဆောင်မှာဆိုရင်လေးလေးနှစ်ခါပြီးနှစ်နဲ့လေးနှစ်ဆိုတဲ့ပြိုင်ဆိုင်ရေးဖြစ်ပါတယ်အဲ့တော့ကိုယ်လေးနှစ်ဖြစ်ဖို့တော့ဆိုရင်ကိုယ်ငါတစ်ခွက်ရှိနေကိုယ်နှစ်ဖြစ်ဖို့ဆိုရင်ကိုယ်တုံးနဲ့၆ရှေ66ဆိုပြီးတော့ဒီမိန်းလေးပေါ်လေးပဲဖြစ်ပါခင်ဗျာအဲ့တော့ဒီမိန်းလေးပေါ်လေးကလည်းကျွန်တော်နှိမ့်နေလိုက်ပါတော့ ဒီကိန်းလေးပါရှေ့အပြီးပေါ့ပုံဝေးချေပေးထားတယ် main order ကွက်တက်ဆိုင်လေးပဲဖြစ်ပါတယ်အဲ့တော့ဒီ link ကွက် main order ကွက်တက်ဆိုင်လေးနဲ့ပဲဒီလိုအားလုံးနဲ့သင်ကွက်ကတော့ကျွန်တော်က68တက်ကွက်ကိုဝေးချေခံစီဖြစ်ပါတယ်ခင်ဗျာအဲ့တော့မိတ်ဆွေများအားလုံးလည်းပဲဟိုအကြိုက်တူတယ်ဒီတက်ဆိုင်လေးကိုကြည့်ပြီးသွားတဲ့အခါမှာတိုင်းညက်တက်တယ်ဆိုရင်မိတ်ဆွေများအားလုံးလည်းပဲ ဒီလိုတော့ခစားအတော့ကြီးလေးရပါတယ်ကျွန်တော်အနေနဲ့လည်းပဲကျွန်တော်ရဲ့ကနန်းကိုထိုးရမယ်လို့ပြချပါတန်တာထားတာမျိုးလည်းမရှိပါဘူးကိုယ်တိုင်းနဲ့တန်မာတာလေးတော့ဆိုင်လေးနဲ့ပြပေးတာဖြစ်တဲ့အတွက်ကြောင့်တော့ဆိုင်တော့လာလို့ပေါ်မူတည်ပြီးတော့တိုင်းနဲ့တန်မာတာလေးအားလုံးမျိုးစင်ရင်းနဲ့ကိုယ်တိုင်းနဲ့လူတွေဒီတော့ခစားအတော့ကြီးလေးရပါတယ်ပြောချင်ပါခင်ဗျာအဲ့တော့ကျွန်တော်ဒီကနေ့တော့ပြပေးလိုက်တဲ့တော့ဆိုင်ရဲ့အဓိကျွန်တော်မျိုးစင်ရအားလုံးလေးပဲပောက်ကွက်ကလေးကိုထင်းထားဖြင့်ရရှိပိုင်ဆိုင်ကြပြီးတော့အားလုံးအဆင်ပြေကံကောင်းကြပါစေခင်ဗျာ ဲ့တော့ကျွန်တော်ဒီကနေ့ကြွပြပေးလိုက်တဲ့ကျွန်တော်တော့ဖိုက်ကလည်းရှိလာတယ်ခဏလေးကိုထိုးခြင်းလို့ပဲဖြစ်ဖြစ်ပါအခြားသောမိစေတို့တက်နေတတ်တယ်ပေါ့ဗျာမိတိကဏ္ဍကိုမဆိုပါဆက်တယ်ခဏတို့အားပေးမယ်ကော်မရှင်ရောင်းမြန်ပြန်ပြီးတော့တင်းနေဆက်တော့မိစေများအားလုံးကိုလည်းပဲကျွန်တော်ရဲ့ဘိုက်ကဖုန်းနံပါတ်ကလေးကိုပေးချလိုက်တော့ပြန်ပြောပေးပါမယ်ဘိုက်ပါတယ်လီဖုန်းဖုန်းနံပါတ်ကတော့39 69 68 69ဖြစ်ပါတယ်ခင်ဗျာ ဝိချင်းလေးကတော့မနက်ခင်းမှာဆိုရင်7:30ပါညနေခင်းမှာဆိုရင်တော့9:30မိနစ်ထိအနက်ထိုးချိန်လေးရရှိပါမယ်လို့မျိုးဆိုအားလုံးပြည့်စုံပေးပါရစေခင်ဗျာအဲ့တော့ကျွန်တော်မရှင်ရအားလုံးလည်းပဲကျွန်တော်ရခုပြန်ပြလိုက်တဲ့ပိတ်ချင်းလေးမကန်ချင်ပါနဲ့ညနေထိုးချိန်နဲ့ခန်းချင်းလေးဟိုလာရောက်ဆက်တဲ့ခန်းချင်းတို့အားပေးလို့ရပါပြီကိုကျောင်းနေတဲ့ခန်းချင်းလေးလာရောက်ထိုးအားပေးလို့ရတယ်ကျွန်တော်ခန်းချင်းလေးလည်းလာရောက်ခန်းချင်းအားပေးလို့ရပါတယ်လို့ပြောချင်ပါခင်ဗျာကျွန်တော်ကျေးဇူးတင်ပါတယ်အားလုံးလည်းပဲကျွန်တော်ဒီမှာလည်းအမြဲတမ်းအားပေးကြည့်ရှုလာကြတဲ့မျိုးစင်များတိုးပြပြီးအားလုံးကိုတော့ ဒီယုံဒီကြီးနဲ့အလားရောက်စိတ်ချလင်းကြီးစွာဖြင့်အလားရောက်တဲ့သူအပြင်းကြရတယ်။မေဟောင်းမှုရှင်များဒီဒီကိုရအားလုံးတို့ကြားခြင်းနဲ့ကြံအားလုံးကိုအထူးအထူးကိုကျေးဇူးတင်ရှိပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ။ဒီလိုကျေးဇူးတင်ပါ